ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ကျွန်တော် Manchester United ရဲ့ပြည်သက်တီဂျာဒဲမှာကျွန်တော်ဘယ်လိုပြောမလဲမင်းညာက Crystal Palace က Liverpool တင်းကိုဘာကိုနိုင်နေဆိုတော့ဟာ system ကဘာလို့အလုံးမဖြစ်ရမှာတော့လို့နော်။ဘာလို့ငါတို့တင်းကြမှာလုံးမဖြစ်မှာတော့ဒါဟာဒါလို့ကြောင့်ဒါဟာကျွန်တော်လူရှောကြောင့်ဒါဟာဘိုင်ယန်နာကြောင့်ဒါဟာကက်စမီရူဘရူနိုဥဂါတီကြောင့်ပေါ့ဗျာ။ဘယ်လိုပြောရမလဲ Manchester United မှာ ဒီ3421 system ကဘာလို့ကျွန်တော်3421ကအလုံးမဖြစ်ဖ ೇನೆ Crystal Palace မှာ3421ကအလုံးဖြစ်နေတယ်။ဘာကြောင့်လဲပေါ့เนาะဒါဟာဒါ3421ကြောင့်တော့မဟုတ်တော့ဘူး။ကစားသမားတွေကြောင့်ပဲဖြစ်ရမယ်ပေါ့။ဒါခါကြလို့ရှိရင်ပေါ့เนาะကျွန်တော်ဘယ်လိုပြောလဲကျွန်တော်ဘောလုံးတို့ဘာလို့ပဲဖြစ်ဖြစ်လူတစ်ယောက်နဲ့တစ်ယောက်ကကျွန်တော်အနေနဲ့ကြည်တာချင်းတူတူတောင်မှယူဆချက်ချင်းမတူကြတဲ့အခါအမြင်တွေကလည်း क्वे ပြားသွားတယ် အမြင်တွေကလည်း꿰ပြသွားတယ်ဒါတွေဟာကျွန်တော်တို့အပြည့်အဝလက်ခံနိုင်စွမ်းကျွန်တော်တို့ရှိတယ်ဒါပါတော့အခုဆိုလို့ရှိရင် MODIN အနေနဲ့အလုတ်ဖြစ်အောင်မယ်လို့ယူဆထားတဲ့သူတွေရှိတယ်ဗောလေဒါကလည်းဘာကြောင့်လဲတော့မသိဘူးဗောနော်ဘာကြောင့်မြန်အလုတ်ဖြစ်အောင်မယ်လို့ထင်တယ်လဲတော့ကောင်းကောင်းတော့မသိဘူးသူတို့အဲ့လိုယူဆကြတဲ့เนาะကျွန်တော်ဒါခံယူထားတဲ့သူတွေကျွန်တော်ရှိတယ်เนาะဒါပေမဲ့လို့လို့ကစားသမားတွေအပြစ်ကြောင့်ဆိုပြီးတော့ခံယူထားကြတဲ့သူတွေလည်းကျွန်တော်ရှိတယ်သို့တော်လည်းပဲကျွန်တော်တို့ကနီးပြားတယောက်ရဲ့အကြီးချင်းကကျွန်တော်ဒီလိုမျိုးဖြစ်ပျက်နေတာတွေဟာ ဘာမှမဆိုင်ဘူးလို့ကျွန်တော်တို့ပြောလို့ကျွန်တော်မရဘူးเนาะဒါဆိုလို့ရှိရင် Crystal Palace ကျတော့3421နဲ့အလုပ်ဖြစ်ပြီးတော့ဘာကြောင့် MOD ကျတော့အလုပ်မဖြစ်တယ်လဲပေါ့ဘာလို့ငါတို့အတင်းကြမှာအလုပ်မဖြစ်တယ်လဲပေါ့သိတယ်မလားကျွန်တော်တို့ဟို Oliver Glasner ကို United ကိုငါတို့ခေါ်လိုက်မယ်ဆိုရင်ရောအလုပ်ဖြစ်မလားပေါ့ Oliver Glasner Manchester United ကိုရောက်လာရင်ရောက်လာခဲ့သည်ရှိတော့ဗောနော်3421နဲ့အလုပ်ဖြစ်ပါမလားကျွန်တော်တို့သူ့အနေနဲ့3421သုံးမယ်လို့တော့ကျွန်တော်မထင်ဘူးဒီနေရာမှာတခုကျွန်တော်တို့လုံးဝ confuse ဖြစ်နေကြတာက formation ဆိုတာက system တစ်ခုရဲ့အစိပ်ပိုင်းတစ်ခုပဲကျွန်တော်ရှိတာ formation တစ်ခုဒီ system တစ်ခုကိုကိုးစားမပြုဘူးဗျာ formation ဆိုတာဒီ system ရဲ့အစိပ်ပိုင်းတစ်ခုပဲကျွန်တော်ရှိတာ၄၃၃၄၂၃၄၅၃၃ကြိုက်တဲ့အရာကိုကျွန်တော်တို့ပြောဒါတွေဒီ system ရဲ့တစိပ်တစ်ပိုင်းပဲကျွန်တော်ရှိတာ system တစ်ခုလုံးကိုကိုးစားမပြုဘူးအခုလက်ရှိကျွန်တော်တို့ united မှာကျွန်တော်အလုံးမဖြစ်ဖ ೇನೆ ဘာကြောင့်3421ကကျွန်တော်တို့ဒါဒီ crystal palace မှာအလုံးဖြစ်နေတယ်လေပေါ့ ခရစ်စတယ်ဘဲလင်းစ်က3421ဆိုတာဂစားသမားတွေအချင်းကြီးပေါ်မူတည်ပြီးတော့အပြောင်းလဲလှုပ်ထားတာနီးပြဖြစ်တဲ့အိုလီဗာဂလန်စနာကိုအရင်ဆုံးကြည့်ကြည့်ဗျာသူတို့စစ်စတန်အကြောင်းကိုကျွန်တော်မပြောခင် formation ကိုကျွန်တော်နီးပြအိုလီဗာဂလန်စနာကိုအရင်ဆုံးကြည့်ကြည့်အမိုရင်ဒီအမ်ဘိုရင်ဒီကျွန်တော်တို့အနေနဲ့ပေါ့နော်ဒါ3421ကသူ့ရဲ့နီးပြဘဝစကြတဲ့ကသူတုံးလာတယ်ဒီ principles ဒီနေ့ပဲသူသွားတယ်ဒီ pay the place style နေ့ပဲသူသွားတယ်ဒီ out of position ပုံစံနေ့ပဲသူသွားတယ်ဒါပြီးမဲ့လို့ပေါ့နော် မန်ချက်စတာယူနိုက်တက်မှာဆိုလို့ရှိရင်လည်းပဲအမ်မိုရင်ကဒီတိုင်းပဲတပုံစံနဲ့သူနီးပြပွားစပြီးတော့ကျွန်တော်တာဝန်ယူပါပြီဆိုကြတဲ့ကအခုလက်ရှိမန်ချက်စတာယူနိုက်တက်ကိုရောက်တဲ့အချိန်ဒီတပုံစံနဲ့သွားတယ်။ Okay ကျွန်တော်လက်ရှိအိုလီဗာဂလန်စနာကိုကြည့်ရင်ဘာကြောင့်လဲအိုလီဗာဂလန်စနာဒီသူဒီယူမရောက်ခင်ပရီးမီးယားလိကိုမရောက်ခင်တုန်းကကျွန်တော်တို့က front foot တွေပါနေကိုင်းတယ်။ပြီးရင်ကျွန်တော်တို့ဗါလဲဒီ Wolfsburg တွေပါနေကိုင်းတယ်။ Oliver Glasner က Wolfsburg မှာ၄နှစ်၃နှစ် formation နဲ့ကျွန်တော်တို့တွားပြီးတော့ ဖရန်ဖတ်မှာတကယ်ကောင်းနေရတဲ့သူရအောင်ယူပြနိုင်တယ်။ Crystal Palace ကိုရောက်တော့ကလည်း3421ဆိုတာချက်ချင်းသုံးတာမဟုတ်ဘူး။ Tyson နဲ့ကစားမားတွေအပေါ်မှာမူတည်ပြီးတော့343တွေသူအရင်သုံးတယ်။ဒီ43တုံးပြီးတော့ဗောနောထားပါတော့ Crystal Palace ကကျွန်တော်တို့ကလက်လွတ်လျရတဲ့ကစားမားတွေရှိရအခုဆိုလို့ရှိရင် AZ တို့ရှိမယ်ပြီးလို့ရှိရင် Olisi တို့ကျွန်တော်တို့ရှိမယ်ဆိုတော့ Olisi တို့ပါလို့ရှိတော့က343တွေနဲ့တွားတယ် Olisi ကိုဘိုင်ယန်မြူးနစ်နဲ့လက်လွတ်လျရတော့ ကျွန်တော်တို့ဘယ်လိုပြောမလဲအစီကိုပို့ပြီးတော့လွတ်လွတ်လပ်လပ်ကစားဖို့အတွက်3 4 2 1ပုံစံကျွန်တော်တို့ပြောင်းနေအခုလက်ရှိအစီကျွန်တော်တို့လက်လွတ်လပ်ရတဲ့အခါကျတော့လေကျွန်တော်တို့နေရဘယ်လိုပြောမလဲအဲအစ်မိုင်လာစားလို့ဘာလို့ကိုလွတ်လွတ်လပ်လပ်သူကစားလို့ရအောင်သူဖန်တီးပေးတယ်ပြောချင်တာကအိုလီဗာဂလန်စနာ3 4 2 1 3နေရတဲ့3 4 2 1 formation 3နေရတဲ့ဆိုတော့အဓိကအကြောင်းရင်းကသူ့ဤမှာရှိတဲ့ကစားသမားတွေရဲ့ personality အပေါ်ကစားသမားတွေရဲ့ profile တွေအပေါ်မှာမူတည်ပြီးတော့သူကတုံးနေတာ နီးပြကောင်တစ်ယောက်မှာဆိုလို့ရှိရင်အရေးကြီးတဲ့အချက်နှစ်ချက်ရှိရဗျာနီးပြကောင်တစ်ယောက်ဆိုတော့နံပါတ်1နီးပြကောင်တစ်ယောက်ဒီ adapt လုပ်တယ် adapt လုပ်တယ်ဆိုတော့သူ့မှာရှိတဲ့ကစားသမားတွေအပေါ်မှာမူတည်ပြီးရောပဲဖြစ်ဖြစ်ပြိုင်ဘက်အပေါ်မှာမူတည်ပြီးရောပဲဖြစ်ဖြစ်အတင်းတင်းကိုကျွန်တော်အပြောင်းလဲလုပ်တယ်နံပါတ်2နီးပြတစ်ယောက်ကကစားသမားတွေရဲ့အားသာချက်တွေကိုအရင်လုံးအကျုံတုံးချပြီးတော့အားနည်းချက်တွေကိုတက်နိုင်သမျှကာကွယ်ပေးတယ်ဒါဒီနီးပြတစ်ယောက်အားနည်းချက်ဆိုတာကစားသမားရဲ့ profile ကိုပြောတာပေါ့နော်ဒီကစားသမားတစ်ယောက်နီးပြတစ်ယောက်ရဲ့အရေးရှင်းဆိုတာဗျာ နော်ကစားမားရဲ့အည်သွင်းကောင်းတဲ့အရာကိုပိုပိုလွင်အောင်သုံးပြီးတော့စူးတဲ့အည်သွင်းအားနေတဲ့အချက်ကိုသူကတက်နေတယ်မှာကာကွယ်ပေးတယ်ဒါက system တစ်ခုနဲ့သွားတာအဲ့တော့လက်ရှိ Oliver Glasner သုံးနေတဲ့3421ဆိုတာမျိုးကပျော်လို့သုံးနေတာမဟုတ်ဘူးနော်သူလက်ရှိသူ Crystal Bailey မှာရှိတဲ့ကစားမားတွေရဲ့အချင်းကြီးပေါ်မူတည်ပြီးတော့သူကသုံးနေတာဒါမှမဟုတ်တောင်မှာမှာဆလို့ရှိရင်ကျွန်တော်တို့ရဲ့ Norigo Munoz တို့ဘာလို့ဆလို့ရှိရင်ဟိုဘက်ကကျွန်တော်တို့နေပါလေဒီဒါမှမဟုတ် Rodrigo Munoz တို့ဘာလို့ဆလို့ရှိရင်ဗျာ ဝင်းဘတ်စ်မှာဒါရိုင်းဟော့ဆန်ရဲ့လက်အောက်မှာခေါ်ခဲ့တဲ့ကစားမှန်ပါနော်ဝင်းဘတ်စ်မှာအရန်ကောင်းတဲ့ကစားမှာအရန်ကောင်းတဲ့ကစားမှာနော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီနဲ့အဲ့ဒီကစားမှာကအရင်တော့ကဝင်းဘတ်ကစားတာမှာမဟုတ်တာသို့တော်လည်းပဲဒီကစားမှာကဝင်းဘတ်မှာအရန်ကောင်းပြတဲ့ခါကျတော့အိုလီဗာဂလန်စနာအတွက်ကတိုက်စစ်မှာဘလို့ပြောမလဲလုံဝါတိုက်စစ်ကိုလိုက်ပြီးတော့ပို့ဖို့နော်အင်မတန်ကိုကျွန်တော်တို့ကတင့်တော်တဲ့ကစားမှာအဲ့ဒီတော့ သူ့ရဲ့3421 system မှာ right wing backs တွေ Rodrigo Muniz ဒီအကောင်းဆုံးဖြစ်သွားရောဟိုဘက်ကကျွန်တော်တို့ Michel ဆိုလို့ရှိရင်လည်းဒီတိုင်းပဲပြီးလို့ရှိရင်ကျွန်တော်တို့ Crystal Palace ကနောက်ခံကစားမဖြစ်တဲ့ Joachim Anderson ကို Fulham ထံလက်လွတ်လိုက်ရလက်လွတ်လိုက်ရတော့ Lacoste လို့ကစားမမျိုးကို Central Center Back ကိုထည့်ပြီးတော့ကစားပလိုက်တယ်เนาะထည့်ပြီးတော့ကစားပလိုက်တယ်ဒါဒီကစားသမားကိုမူတည်ပြီးတော့ဗောနော်အော်ငါကစားသမားကတော့ဟေးเนาะတိုက်စီကိုသွားတာကောင်းနေခန်းစီကိုကူလာညံ့နေဟေးဒီကောင်ကိုတော့ငါဘယ်နေရာကိုတုံးလိုက်မယ် ဒီလိုလိုလိုဆိုလို့ရှိရင်တော့ဘယ် formation နဲ့တော့အအကန့်ညီမှုရှိမယ်ဟဲ့ဆိုပြီးတော့ပုံစံမျိုးနဲ့သူကသွားတာเนาะဆိုတော့အခုလက်ရှိကျွန်တော်အနေနဲ့ထပါတော့ဒီပွင့်လယ်မှာဆိုလို့ရှိရင်လည်းပဲ Adam Warden တို့ Camara တို့အလားပြီးလို့ရှိရင်ကျွန်တော်တို့ဒါအိုဘယ်လိုရမလဲ huge တို့ mark huge တို့ပဲကျွန်တော်တို့ကြည့်ကြည့်ဗျာ huge တို့ပဲကျွန်တော်တို့ကြည့်ကြည့်ကိုအတင်းရဲ့ကွန်လန်နဲ့ဘာမှဆိုင်မနေဘူးကိုအတင်းရဲ့ကွန်လန်နဲ့ဘာမှဆိုင်မနေဘူးဒါတွေကဘာကြောင့်လဲဆိုတော့ Oliver Glasner ကဒီကစားမားတွေရဲ့အားသာချက်အားနည်းချက်တွေကိုကောင်းကောင်းသိတယ် ကောင်းကောင်းသိတဲ့အခါကျတော့ဒီကစားမားတွေအားသာချက်တွေကိုပေါ်လွင်အောင်တုံးဖို့အတွက်သူကအသင့်တော်ဆုံး formation ကိုပြောင်းပြီးတော့သူကတုံးတာเนาะဆိုတော့နီးပြရူဘင် MO ရင်ကအဲ့လိုဟုတ်မနေဘူး MO ရင်ကသူ့ system ထဲမှာကိုပဲကစားမားတွေကမဖြစ်မနေအဝင်ခွင့်ကြဖြစ်ကိုဖြစ်ရမယ်ဆိုပြီးကျွန်တော်တုံးတာ Oliver Glasner ရဲ့အသင်းမှာ out of position ဖြစ်နေတဲ့ကစားမားတွေတယောက်မှမရှိဘူး Manchester United မှာဆိုလို့ရှိရင်ကိုယ့်နေရာနဲ့ကိုမကစားတဲ့ကစားမားတွေအများကြီးပဲ တော့ Oliver Glensner ကကစားမားတွေနဲ့အလိုက်ဖက်ဆုံးကျွန်တော် formation တခုကို base တည်ပြီးတော့ကစားမားတွေရဲ့အားသာချက်တွေကိုအကောင်းဆုံးထုတ်ပြီးတော့ယူနေတဲ့အချိန်မှာနော် system ကို तू က system ပေါ်မှာမူတည်ပြီးတော့ကစားမားတွေကိုပြစ်ထည့်တယ်ဆိုရတဲ့ကစားမားတွေနဲ့လိုက်ဖက်တဲ့အရာတခုကိုတတ်နိုင်နေမြတ် तू အကောင်းဆုံးလုပ်နေတဲ့အချိန်မျိုးမှာနီးပြရူဘင်အမ်ဘိုရင်ကကျတော့သူ့ system ထဲမှာကစားမားတွေကိုပြုံထည့်နေတာသူ့ system က3421ပဲကျွန်တော်တို့က base formation ရပါနော်၄2 3 3နဲ့ကိုက်ညီတာဖြစ်ကောင်းဖြစ်လိမ့်မယ်၄3 3နဲ့ကိုက်ညီတာဖြစ်ကောင်းဖြစ်လိမ့်မယ် ို့တော့လည်းပဲမီဒီယာအမ်ဘိုရင်က3421သူ့ရဲ့ base formation သူ့ system နဲ့အကုန်လုံးကိုကျွန်တော်တို့တွေနဲ့ကောက်ထည့်နေတာအခုဆိုလို့ရှိရင်မာဇဒာဝီက out of position ကစားနေရတယ်เนาะဒါလောက out of ဒါလောက်မာဇဒာဝီက right back เนาะ right wing back ကစားရတယ်တခါတလေမှာဆို right center back ကစားရတယ်ဒါလောက်ကကျွန်တော် right back เนาะ right wing back ကစားရတယ်နောက်ပြီးလို့ရှိရင် Patrick Dugu က full back เนาะအော်အခုဆို wing back ကစားနေရတယ်เนาะ Luke Shaw က full back เนาะအခုတော့ဘာလဲဒီဘာလဲဒီ center back ကစားနေရတယ် စန္ဒဘက်ကစားနေရတယ်နော်ဘရူနိုဖာနန်ဒက်စ်ကပရီးမီးယားလိရဲ့အကောင်ဆုံးခရီးတာတွေကတယောက်ဘာဖြစ်လဲကွင်းလယ်ဟိုးအောက်ထိဆင်းကစားနေရတယ်ကွင်းလယ်ဟိုးအောက်ထိဆင်းကစားနေရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့အရန်နှေးပါတယ်ဆိုတော့ဟယ်ရီမက်ဂွိုင်းယားကိုစန္ဒရယ်စန္ဒဘက်မှာကျွန်တော်တို့ဘနော်ဒလက်စ်မန်ဖြစ်တုံပြီးတော့သူ့နောက်မှာရှိတဲ့ space အကျယ်ကြီးကိုကာပါလုတ်ခိုင်းထားတယ်ပြီးတော့မက်ဂွိုင်းယားကနှေးတဲ့ကစားသမားကို ကာဘာလို့စီရစပိတ်အကြီးကြီးနဲ့ကစားနေတော့ဒါမကွမ်းရရဲ့အာသာချက်မပေါ်ဘဲနဲ့မကွမ်းရရဲ့အားနည်းချက်တွေကိုပေါ်အောင်တမင်သုံးနေလို့ဖြစ်နေတယ်ပြည်နာကကစားမရဲ့တယောက်ကိုအယီချင်းအရာအပြည့်ဝအသုံးမချနိုင်ပေနဲ့အားနည်းချက်တွေကိုအကုန်ပေါ်အောင်လုပ်နေတဲ့သဘောပဲနော်အားနည်းချက်တွေကိုအကုန်ပေါ်အောင်လုပ်နေတာဒါအပြင်ကျွန်တော်တို့နေဘင်ဂျမင်ရှက်ချူကတိုက်စစ်မှာကျွန်တော်ဂိုးသွင်းတာတွေခေါင်းတိုက်တာတွေကောင်းတယ်ဘယ်တော့မှဖြစ်တင်ပေါ်နေကျွန်တော်မလားဘူးပက်ထရီဒူဂူဟာဂိုးသွင်းတဲ့ကစားမမျိုးကျွန်တော်မဟုတ်ဘူးဒါပေမဲ့လို့မန်ချက်စတာစီးတီးမှာဂျယ်မီဒူဂူကစားတဲ့နေရာကစားနေရတယ် เนาะကျွန်တော်ပြီးကိုရီကပူတို့ကစားတဲ့ပုံစံမျိုးကစားနေရတယ်ဟလာเนาะအာဆနယ်ကကျွန်တော်နေမှာဗာလဲဒီ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 အဇီတို့ကစားတဲ့ပုံစံမျိုးကျွန်တော်ကစားနေရတယ်ပြောချင်တာကဒရူဂူဒီဖူဘက်စ်တယောက်ဖြစ်တယ်ဒါပေမဲ့လို့သူဟာဝင်းဂါစ်တယောက်ပုံစံမျိုးကစားနေရတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့သူ့ရဲ့အားနည်းချက်တွေပဲပေါ်ပြီးတော့သူ့အားသာချက်တွေကိုကျွန်တော်မမြင်ရဘူးเนาะဖာနာဒက်ဆိုလို့ရှိရင်ညီကိုတို့တဲ့အမြင်ဆုံးပဲအိုလီဂနာဆိုးကြရဲ့လက်အောက်မှာဘရူနိုဘာလို့တအားကောင်းလုံးပြီးတော့ဘာကြောင့်လဲရှိအမ်ဘိုရင်းရဲ့လက်အောက်မှာဘာမှမဟုတ်တော့သူဖြစ်နေတယ် နော်ပင်နေဒီလွဲတာနဲ့ဒီကစားမတယောက်ဘွားကပြီးသွားတာမဟုတ်ဘူးဒါပေမဲ့ကစားမရဲ့အရေးချင်းတွေကိုအသုံးချလို့ရမယ့် position မျိုးတို့အသုံးမပေးထားလို့ပဲဆိုတော့အမ်ဘိုရင်ရဲ့လက်အောက်မှာ3 4 2 1 3နေဆိုတာမျိုးက तू ကဒီဟာတစ်ခုပဲတိလို့သုံးတာအိုလီဗာဂလန်စနာက तू ကစားမတွေနဲ့အစဉ်အပြည့်ဆုံးဖြစ်မဲ့ base formation ကိုပြောင်းပြီးတော့ကျွန်တော်သုံးတာနီပြန်နေရောက်ကွာခြားချက်ကဒါပဲနောက်တစ်ခုကကျွန်တော်နေတဲ့ formation ဒီ system တစ်ခုလုံးကိုကုစားမပြည့်ဘူး system နော် formation ဒီ system တစ်ခုရဲ့အစိပ်ပိုင်းတစ်ခုပဲကျွန်တော်ရှိတာ ။ဘာလို့ Oliver Glasner ရဲ့မန်ဟိုဘာ3421ကျွန်တော်တို့ base တည်ပြီးတော့ကစားတဲ့ပုံစံနဲ့လက်ရှိ Amorin ကစားတဲ့ပုံစံမတူရတယ်လေ။မန်ချက်ကျွန်တော်တခုမျက်စိနဲ့မြင်အောင်ပြောမယ်ဗျာဒီကျွန်တော်တို့ခံစေ3ယောက်ကျွန်တော်တို့ရှိတယ်။ကိုးချီထဲမှာဘောလုံးရပြီ။ဂိုးသမားကကျွန်တော်ထပါတော့ဗျာနော်ကျွန်တော်က position game ကစားတော့မယ်။ဂိုးသမားကဘောလုံးရနေပြီဆိုတော့အလဲ center back 3ယောက်ထဲမှာအလဲက central center back ကဘယ်ရောက်သွားလဲ။ကွင်းလေကိုရောက်သွားတယ်မလား။ကွင်းလေကိုရောက်သွားတယ်။အဲ့တော့ဘာဖြစ်လဲ။ ကွင်းလင်ကစားမတယောက်ကတိုက်စစ်ကိုကျွန်တော်လိုက်ရတယ်ဘရူနိုဖာနန်ဒက်စ်ပေါ်ထားပါတော့ကဲလိုက်ရတယ်ပဲထားအဲ့တော့ဘာဖြစ်လဲဆိုတော့ကွင်းခန်စစ်ကစားမတယောက်ကိုကွင်းလင်ကိုထားကစားမှာတော့ဒီကစားမရဲ့အာသာချက်ကျွန်တော်တို့ဘလူးချတုံးတော့မလဲဒီကစားမရဲ့အာနေချက်ဒီကြီးပဲဖြစ်ကုန်တော့မှာလေဟုတ်တယ်မလားဆိုတော့ဒါပေမဲ့အိုလီဗာဂလန်စနိုက်ရဲ့အသင်ကအဲ့လိုမဟုတ်ဘူးเนาะသူ့အနေနဲ့ imposition ဖြစ်လာပြီသူတို့ဂိုးသမားခြေတွေမှာဘောလုံးရပြီဆိုရင်စန်တာဘက်၃ယောက်မှာဆိုလို့ရှိရင်ထားပါတော့ဗျာကျွန်တော်တို့ပေါ့နော် left center back ပေါ့အခုဆိုရင် GU ပေါ့ GU ကိုနည်းနည်းချဲပလိုက်တဲ့အပြင်ကို နော်အဲ့ဒီဂေဟီရဲ့ဘီချဲသွားတဲ့ဘီမှာဆိုလို့ရှိရင်စန်နဘတ်တဲ့အလဲလာခရော့စ်ကနောက်ကိုဆင်းလာပြီးပြီးတော့ဂိုးသမားနဲ့ဒနန်းနဲ့နေရာယူပြီးတာမျိုးတွေလုပ်တယ်။ဂိုးသမားနဲ့ခက်ဆောင်ဆောင်နေရာယူပြီးတာမျိုးလုပ်ပြီးတော့ Riches ကကျတော့ကျွန်တော်ကညာစန်တာဘက် right စန်တာဘက်က Chris Riches ကရှေ့ကိုနည်းနည်းတွန်းတယ်ဟိုဘက်ဘေးကိုကျွန်တော်ချဲ့တယ်အဲ့မှာ Rodrigo Muniz ဝင်းဘက်ကဟိုရောက်သွားတယ်ကွင်းလေကစားမနှစ်ယောက်ကနှစ်ယောက်ပြည့်ရှိနေတုံးပဲဘာလို့လဲဒီကစားမတွေကကွင်းလေကစားမတွေကွင်းလေကနေပြီးတော့ ball distribute လုပ်မဲ့ကစားမတွေ central progressing ကိုဦးစားပေးပြီးတော့ကျွန်တော်ဘယ်တော့တွားမဲ့ကစားမတွေ Amorin ကအဲ့လိုမဟုတ်ဘူး အမ်မူရင်းကအဲ့လိုမဟုတ်ဘူးစန်ဒရယ်စန်တာဘက်ကြီးကိုအလဲကိုတွန်းပို့လိုက်တယ်ပြီးရင်ကျွန်တော်တို့ဒီနေပေါ့နော်အမြင်ဘောဒီနေကျွန်တော်သွားတယ်လောင်ဘောဒီနေကျွန်တော်သွားတယ်ဆိုတော့ဒီနီးပြနှစ်ယောက်မှာကွာဟာချက်ဒီကအများကြီးပဲ3421ကြီးတွေ့ရင်တောင်မှနောက်တစ်ခုကကျွန်တော်တို့ဒီနေကိုချီထဲမှာဘောလုံးမရှိတော့ဘူးကိုရီခန်စစ်ဆိုးရတော့မယ်ဆိုလို့ရှိရင်အိုလီဗာဂလန်စနာရဲ့3421 formation ကနော် defense ကစားတဲ့အခါ541 block ကြီးပါတွေဖြစ်သွားတယ်နော်541 block ကြီးပါတွေဖြစ်သွားတယ်ကိုရီမန်ချက်စတာယူနိုက်တက်က523တွေကျွန်တော်ဖြစ်သွားတယ် ကျွန်တော်တို့ရဲ့တိုက်စစ်လိုင်းဖြစ်တဲ့၃ယောက်ရဲ့လိုင်းကိုကြော်နိုင်ပြီဆိုတာနဲ့ကွင်းလယ်က၂ယောက်ထက်ရေကျွန်တော်ဒုက္ခရောက်ပြီ။ Crystal Palace က5-4-1နဲ့သူတို့ defense လုပ်တယ်။ Crystal Palace အခုချိန်ထိ Premier League မရှုံးတာ18ပွဲကျွန်တော်ရှိပြီ။ Amorin လက်အောက်မှာ United က9ပွဲ9ပွဲပဲကျွန်တော်ရှိသေးတယ် Premier League မှာ။နှစ်ပွဲဆက်နိုင်နေဆိုတာကျွန်တော်မရှိသေးဘူး။ဆိုတော့ဒီနည်းပြ၂ယောက်ရဲ့ဘောနော်3-4-2-1 formation based in တူရင်တောင်မှ principles တွေ၊နောက်ပြီးလို့ရှိရင် tactics တွေ system တွေကလုံးဝကွဲပြားခြားနားနေတာကြီးပဲရဲ့။ ဘာမှမဆိုင်ဘူးပြသည်လားเนาะ base formation လေးတူတာနဲ့ဒါကအလုပ်ဖြစ်ပြီးတော့ဘာလို့ငါတို့ကျမအလုပ်မဖြစ်ရတာဒါကစားမားတွေကြောက်မဲဆိုပြီးတော့လက်ညှိုးထိုးလို့ကျွန်တော်မရဘူးကျွန်တော်ပြအရှင်းရှင်းလေးတယ်ဗျာကျွန်တော်ကစားမားတွေကိုအပြစ်တင်ညာကြီးဆိုရင်တိုက်စစ်ကိုကျွန်တော်ကြည့်ကြည့်ပြီးခဲ့တဲ့ຢာဒီကတိုက်စစ်ကဂိုးမသွင်းနိုင်ဘူးငါတို့ကတော့ကန်ကျဲဘလောက်ရှိတာဘလို့ရှိတာဆိုတော့ပြီးခဲ့တဲ့ຢာဒီမှာမဒီစ်ကွန်ညာအရန်ကောင်းတဲ့ခြေသွင်းပြတဲ့ကစားမားတယောက်ကိုကျွန်တော်ခေါ်ခဲ့တယ် Brian Ambu ကို Premier League ရဲ့တတိယမြောက်သွင်းကိုအများဆုံးကစားမားကိုကျွန်တော်ပြီးခဲ့တဲ့ຢာဒီကိုကျွန်တော်ခေါ်ခဲ့တယ် ဘင်ဂျမင်ရှက်ကိုကျွန်တော်တော်တော်များလူကြီးမာလေးဆိုတော့ကစားမကိုကျွန်တော်ခေါ်ခဲ့တယ်တိုက်စစ်၃ယောက်ဆိုတော့ကျွန်တော်အပြောင်းလဲလုပ်ထားတယ်တန်း250နီးပါးဘာလို့ကျွန်တော်ကူမရလဲဒါဆိုလို့ရှိရင်ဒီကစားမတွေကအသင်းကိုရောက်လာပြီးတော့ချက်ချင်းဆိုသလိုစုပ်ပြတ်တက်သွားတော့လာလားဒီကစားမတွေကအရေးချင်းမရှိတာလားကဲဘူးရတာနဲလို့ဆိုပြီးတော့ကျွန်တော်တို့ကလူပြောင်းတာနဲ့ဂိုးတွေရမယ်လို့မထင်နဲ့ကျွန်တော်တို့က twin ကိုရရဖို့အတွက်တိုက်စစ်ဆင်တဲ့ပုံစံအဟံပန်းကိုကဘလို့မှအဆင်ပြေမနေတာ တိုက်ကစားမားတွေရဲ့အီချင်းကြီးကိုအတုံးမှချမနေတာမင်းကြည့်ပါလားမင်းမင်းတယောက်တည်းဆွဲသွားအီဒီယာထိတ်မှမင်းရရင်မင်းကန်ဟူကောင်ရဟူကောင်ကန်ဆိုတဲ့ပုံစံမျိုးဘယ်မှာလဲအခွင့်အရေးဖန်တီးမှုဘယ်မှာလဲကျွန်တော်တို့အနေနဲ့တိုက်စစ်ပက်တန်ဘာမှမှကျွန်တော်မရှိတာနော်အဲ့တော့ဘယ်လိုပြောမလဲ3 4 2 1ဆိုတဲ့ base formation ကြီးတူလာနေတယ်ကျွန်တော်တို့ကအထက်မှာကစားတဲ့ system ကြီးကစားမားတွေရဲ့ rule တွေပြီးလို့ရှိရင်ကျွန်တော်တို့က principles တွေတူတယ်လို့မတတ်မှတ်လိုက်နဲ့အာမင်းဘာစီလိုနာပဲ၄နှစ်၃နှစ်နဲ့ကစားတာပဲ ် Iswich ကလည်း limit တုံးတိနဲ့ကစားတာပဲဘာလို့ကျွန်တော်တို့အနေနဲ့ Iswich ကဘာစီလို perform မလုပ်နိုင်လဲခဲ့ဟုတ်တယ်မလားနော်ဂျာဗီအလွန်ဆိုဆိုလို့ရှိရင်ပြခဲ့နော်ကျွန်တော်ဒါလေးပုတ်ကူစင်မှာ3421ကစားတာပဲကစားမားတွေပုံမှာမူတည်ပြီးတော့အခု Real Madrid မှာသူဘယ်လိုကစားနေတယ်လဲရှင်းရှင်းလေးရဲ့ဆိုတော့ပြောချင်တာကနီးပြားတစ်ယောက်ဒီတကယ်တကယ်အရေးချင်းရှိတဲ့နီးပြားတစ်ယောက်ကအပြောင်းလဲလုံနိုင်စွမ်းကျွန်တော်ရှိတယ်နောက်တစ်ခုက formation နဲ့ system တွေကဘာမှမဆိုင်ဘူးအဲ့နှစ်ခုကိုကျွန်တော်တို့တွားပြီးတော့မပြောလိုက်နဲ့เนาะ formation ဆိုတာ system တစ်ခုရဲ့ အစိပ်ပိုင်းတစ်ခုပဲကျွန်တော်ရှိတာ system တစ်ခုလုံးကိုကိုးစားမပြုဘူး formation ဆိုတာဒီ base formation ပဲ system ဆိုတာဒီကစားမားတွေအထက်မှာတာဝန်ယူရတဲ့ rules တွေလောက်ရမဲ့တာဝန်တွေနော်ဆိုတော့ principality rules တွေနေကဘာမှမဆိုင်ဘူးနော်ဆိုတော့ဒါကြောင့်မလို့ပဲကျွန်တော် crystal palace ကအလုပ်ဖြစ်ပြီးတော့ united ကအလုပ်မဖြစ်တာကစားသမားတွေကြောင့်ပါဆိုပြီးတော့မပြောနဲ့နော်မပြောနဲ့ဆရာသမားတွေနော်ဘာလို့လဲဆိုတော့အထက်မှာကွာဟာချက်တွေအများကြီးပဲ DDs တွေရဆိုတော့ညီကလို့ရောဘလူမီညလေးဆင်းလို့ရပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်